ိတ်တော်အလုံးမဲ့မင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်မစားခင်မှာထုံးစံတိုင်းမဲ့ channel subscribe လုပ်ရတဲ့လှုပ်ထားပြီးတော့ဘေးနားကားလောက်နှိပ်ပြီး VPN link ဖြန့်ကြည့်ပေးကြဖို့မြတ်တာရက်ခံပါစေဆိုတော့ဒီနေ့မှာတိစက်ဖို့ရွေးချယ်တာရုပ်ရှင်ဇာတ်ကားကတော့အနာဂွန်ဒါလို့အမည်ရတဲ့1998ခုနှစ်ကရိုက်ကူးထွက်ရှိလာတဲ့ဇာတ်ကားဖြစ်ပြီးတော့အားလုံးသိကြတဲ့အတိုင်းပဲသူ့ရဲ့နာမည်တိုင်း Horror Adventure ဇာတ်ကားပဲဖြစ်ပါလိမ့်ဒီကားကရှီရီရှားမားလူမျိုးစုကိုမှတ်တမ်းတင်ဖို့တွားရှာတဲ့လူငယ်တစုအကြောင်းကိုအခြေခံပြီးတော့မမျော်လင့်ထားဘဲနဲ့မွေဖမ်းသမားတယောက်နဲ့စုံရင်း အနာကွန်ဒါတွေကိုဖမ်းဖို့ကြိုးစားခဲ့တာကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဒီကအနာကွန်ဒါတွေနဲ့ပတ်သက်တဲ့အကြောင်းတွေကိုကွက်ကွင်းရိုက်ကူးပြထားမှလို့ဒေါ်ရင်းဘွေကြီးတွေရဲ့အကြောင်းမဲ့ဖွယ်ရာတွေကိုကြီးစုခန်းစားမှာဖြစ်တဲ့အတွက် Let's go ကျွန်တော်တို့ဒီနေ့ recap လေးကိုစတင်ခန်းစားလိုက်အောင်ပါ1998ခုနှစ်ကထွက်ရှိခဲ့တဲ့အနာကွန်ဒါဖြစ်ပါတယ်ခင်ဗျာ။ဆလိုင်းဆာမာတို့လွန်ခဲ့တဲ့နှစ်ရက်လောက်ကပြောင်းလာခဲ့တဲ့ Professor K ဟာ မစ်ဖလော်ရက်စီကိုရောက်လာခဲ့ပါတယ်။ဂေးကတော့လမ်းပြရင်းနဲ့စကားပြောခဲ့ပြီးတော့သူတို့ရှာနေတဲ့လူမျိုးစုအကြောင်းကိုမေးကြည့်နေခဲ့တာပါ။အချိန်နဲ့ကတော့သူတို့ရှာနေတဲ့လူမျိုးစုတွေရှိတယ်ဆိုတာကိုတွေ့နိုင်ကြောင်းလေးလာလို့ရနိုင်တဲ့အကြောင်းတော့မျက်မြင်သက်သေအလုံးလောက်ရှိတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အနည်းဆုံးတော့အဲ့ဒီအကြောင်းဘဟုကိုတင်ပြထားလိုက်တယ်လို့ဂေးကပြောပါတယ်။ပြီးတော့ဂေးဟာသူ့ရဲ့လူကတော့လူမျိုးစုကဒီတဝိုက်မှာရှိမယ်လို့ယူဆထားကြောင်းပြောပြလိုက်တာပါ။အဲနောက်ဂေးကမြေပုံကိုပြပြီးတော့မြေလက်တက်တွေကြားမှာလူမျိုးစုတွေရဲ့အမှတ်အသားတခုကို တွေ့ထားတယ်လို့ပြောပါတယ်။အဲကြောင့်ကေးကသူတို့တွေအတွက်အဲ့ဒီလူမျိုးစုကိုတွေ့နိုင်ခြင်းများတယ်လို့ပြောပါတယ်။ Florence ကတော့အဲ့ဒီကိုသူ့ကိုခေါ်သွားပေးဖို့ကေးကိုတောင်းဆိုနေပြီးတော့သူကတော့မှတ်တမ်းတင်အောင်ပဲလို့ပြောလိုက်ပါတယ်။ကေးကတော့သူလည်းအကောင်းဆုံးမှတ်တမ်းရနိုင်မယ်သူကိုလိုချင်ခဲ့တာကြောင့်အတွဲညီလုံးနိုင်မယ်လို့ပြောနေပါတယ်။အဲနောက်မှာတော့ညစ်ပတ်နေတဲ့ကေးကိုကြည့်ပြီးတော့ဘာတွေဖြစ်လာတာလဲလို့ Florence ကမေးနေပါတယ်။အဲကြောင့်ကေးကတော့အသားစားငားလေးတွေကြောင့်သူမနဲ့လုံအောင်ပြေးလာခဲ့ရတယ်လို့ရှင်းပြလိုက်ပါတယ်။ ဒိုနယ်ဖလော်ရက်စ်ကတော့ဂိမ်းနဲ့အတူလူမျိုးစုတွေအကြောင်းရှာပြီးတော့ခရီးစွန်စားထွက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဂိမ်းကတော့သူတို့စံတက်သွားတဲ့လမ်းကြောင်းမတေရိုကိုလမ်းခေါ်ပြီးတော့ရှင်းပြနေပါတယ်။မတေရိုကတော့သူ့ရဲ့အတွေ့အကြုံတွေအတိုင်းလမ်းကြောင်းအသေးတစ်ခုကိုပြပြီးတော့ဂိမ်းပြောတဲ့လမ်းကြောင်းကိုတော့တောင်းမြူနိုင်ဘူးလို့ပြောလိုက်တာပါ။အဲနောက်မှာတော့ဖလော်ရက်စ်ကတော့သူ့ရဲ့မှတ်တမ်းနည်းနည်းလိုချင်တာကြောင့်မတေရိုကိုပူးပေါင်းပေးဖို့ပြောပါတယ်။ပြီးတော့ဖလော်ရက်စ်က West Street Paragu တီချောင်းဂိမ်းကိုပြောလိုက်ပါတယ်။ အဲ့ဒီမှာပဲ West Street တယောက်ပျက်စီးကြရာအိတ်အစုံလင်းယူပြီးတော့ရောက်ချလာခဲ့ပါတော့တယ်။အဲ့ဒါမှ West Street ဟာဒေါ်လော်ရီတာဝန်ခံသူ့ရဲ့အိတ်တွေအခန်းထဲသွားထည့်ခိုင်းထားလိုက်ပါတယ်။ဒိုနဲ့ Terry Professor K ကသူ့ရဲ့မှတ်တမ်းရုပ်ရှင်တချို့အတွက် West Street ကိုငှားထားပေးတာဖြစ်ပါတယ်။အဲ့ဒါမှာတော့ Susan လေးလာကြမယ်အဖွဲဟာပြင်ဆင်စရာရှိတာတွေပြင်ဆင်ပြီးတဲ့နောက် Rio Negro အတွက်အသင်းဖြစ်နေခဲ့ပါပြီ။အားကြောင့် K ဟာသင်းမောမထွက်ခင်မှာအဖွဲသားတွေအားလုံးကိုကိုပြစည်းကိုနှစ်ခါပြန်ဆစ်ပြီးတော့အကုန်လုံးကုန်းဘက်ပေါ်ရောက်ပြီလားလို့သတိပေးလိုက်ပါတယ်။ ပြီးတော့ကေးကအင်းဆက်ဖြန်းစေးပါယူလာခဲ့ဖို့ပြောလိုက်တာပါအဲ့နောက်မှာတော့သူတို့ရဲ့စုံစားကန်းကြီးကတော့အမေဆုံးတောနဲ့ကြီးဝမိုင်းတထောင်ကနေစပြီးတော့မိုးသစ်တော်လဲတဲတဲ့တောကြီးတဲ့အထိဝင်ရောက်မှာဖြစ်ပါတယ်သူနဲ့သူတို့တွေကရေတိမ်မြက်လက်တက်တွေစီစံတက်ရင်းနဲ့အရောက်ပေါက်မရှိတဲ့ရေသေးချောင်းတွေဝင်ပြီးတော့တွေ့ခဲလာတဲ့တောလဲတဲကရှိရီရှာမလူမျိုးစုကိုရှာဖို့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့နောက်မှာတော့တောကြီးထဲမှာမိုးတွေတဲထန်သွားရွာသွန်းလာတာကြောင့်မြင်ကွင်းကမရှင်းမလင်းတွေကိုပဲကြည့်နေရပါတယ် တို့နဲ့တို့တွေကမိုးတဲထဲမှာခီးဆက်လာကြရင်လေလေရစည်းနဲ့တောင်တင်နေတဲ့လူတယောက်ရဲ့အော်သံကိုကြားလိုက်ရပါလေအဲလူကသူ့လေကတစ်ပင်အမြစ်တွေနဲ့တောင်တင်နေလို့သူ့ကိုကဲတင်ခိုင်းနေခဲ့တာပါတို့နဲ့တို့တွေလည်းလေပေါ်ကနေလူတယောက်အော်ဟစ်ကဲခိုင်းနေတာကိုကြားရပါတော့လေအဲနောက်မှာတော့တို့ဒေးမောကအဲလူကိုဂုံးပတ်ပေါ်တင်ခေါ်လိုက်ပါလေသူရဲ့လေရမ်းမအမြစ်တွေကြောင့်ကွဲထွက်သွားပြီမယ်လူကတော့ဒီကိုက်တန်ရာရမထားပါဘူးဂေးကတော့တို့တွေအနေနဲ့သူ့ကိုမနက်စမျိုးစီကိုပြန်မပို့နိုင်ကြောင်းနဲ့ အခုဆိုသူတို့သင်းမောင်းကမြစ်ကိုဆန်တက်နေတာဖြစ်ကြောင်းကိုရှင်းပြလိုက်ပါတယ်။ဒါပေမဲ့အဲ့လူကတော့နောက်တွေးမဲ့ရွာဟာသူတို့အသည့်တွေရှိလာကြောင်းသူ့လေကိုကူပြင်ပေးနိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ယာသီတို့ကင်းစင်လာတဲ့ခါမှာတော့သူတို့တွေစားဖို့တော့ကဲဆယ်လာတဲ့ဘောဆာရုံးကငါးဖမ်းပေးနေပါတယ်။ငါးဖမ်းပြီးတော့ခုတ်ထစ်တာတော်တဲ့ဆာရုံးကိုကြည့်ပြီးတော့ဇူရှိဘားမှာတော့အလုလုခဲ့သလားလို့ထင်မှတ်နေရပါတယ်။မစ္စတာဆာရုံးကပါရာဂွေးကလာသူဖြစ်ပြီးတော့ဖုံးတော်ကြီးဘဝအကြောင်းကိုစားလေ့လာခဲ့တဲ့ပြင် ူဟာတကယ်ကဘာကြီးကိုထိတွေ့ကျင်တာနဲ့တောထဲမှာအခြေလာကြနေတာလို့ပြောပြလိုက်ပါတယ်။တကယ်တော့မစ္စတာဆာရုံးကမွေတွေနဲ့ပတ်သက်တဲ့လူဖြစ်ပြီးတော့မွေတွေကိုဖမ်းနေသူပဲဖြစ်ပါတယ်။ပြီးတော့မစ္စတာဆာရုံးကတရိတ်ဆန်ယုံတွေစူဆောင်းရေးသမားတွေတို့ကသူတို့ဘာလို့ချင်းချင်းလှုပ်ပေးတယ်သူပါပဲ။တကယ်တော့အဲ့ဒါကျူးကျော်သားငါဖမ်းတာဖြစ်နေတဲ့အတွက်ဆာရုံးကတော့ကျူးကျော်သားငါဖမ်းတာကတရားမဝင်ဘူးဆိုရင်သူတို့တွေရောဘာလို့အမဲလိုက်နေကြလဲလို့မေးလိုက်ပါတယ်။အဲ့ဒါကြောင့်သူတို့လည်းထောင်ချောက်ဆင်ဖမ်းနေတာရောအမဲလိုက်ဖမ်းနေတာရောမဟုတ်ဘူးလို့ရှင်းပြလိုက်ပါတယ်။ အဲဒါမှာတော့ကေးကသူတို့ဖွဲကရေပြည်ရှားမှာအိန္ဒိယန်တွေအကြောင်းကိုမှတ်တမ်းတွေရုပ်ရှင်လုပ်နေတာပါလို့ရှင်းပြလိုက်ပါတယ်။အားကြောင့်စာရုံးလေးတောလေပိုင်းကလူတွေအကြောင်းလားလို့မေးလိုက်ပါတော့တယ်။စာရုံးကတော့အဲ့လူတွေကိုမြင်အောင်မြင်မှုတဲ့အတွက်ကေးလဲရေပြည်ရှားမှာအိန္ဒိယန်တွေဘယ်နေရာမှာရှိလဲဆိုတာလမ်းပြပေးနိုင်မလားလို့မေးလိုက်ပါတယ်။အားကြောင့်စာရုံးကသူ့အသက်ကိုကယ်ခဲ့တဲ့သူတို့တွေကိုဂျေဇုတင်တဲ့အနေနဲ့ရေပြည်ရှားမှာတွေရဲ့နေရာကိုအတိအကျလမ်းပြပေးနိုင်ပါတယ်လို့ပြန်ဖြေလိုက်ပါတယ်။အိုင်းကမှာတော့မြေရဲ့တက်လျှောက်မှာပိုးဆောင်ကျူးလေးတွေနဲ့လှနေတာကြောင့် ဂေးကတော့လမ်ပီရီဒေးမိသားစုအကြောင်းဒယ်ရီကိုရှင်းပြပါတယ်။အဲဒီလမ်ပီရီဒေးလေးတွေဟာအခါအသင့်နဲ့ညတွေမှာသူတို့ကတစ်ပင်တစ်ပင်ထဲမှာစူဝေးပြီးတော့မိတ်လိုက်ဖို့အသင့်ဖြစ်နေပြီဆိုတဲ့အကြောင်းကိုညာမီးလေးတွေနဲ့ကြေညာတတ်တာလို့ပြောပြလိုက်ပါတယ်။အိုင်နာမှာတော့ဂေးဟာဒယ်ရီကိုလွမ်းနေခဲ့ကြောင်းပြောပြီးတော့နန်းရှိုက်လိုက်ပါတယ်။တပတ်မှာတော့ဂုံးပေါ်မှာရှိတဲ့ဂျက်တင်နဲ့တကောင်ဟာရန်သူကိုတိတ်ဆိတ်နားထောင်နေင်းကနေမွေကြီးကြီးတကောင်လေးရပြတိုက်ခိုက်တာကိုခံလိုက်ရပါတယ်။အိုင်နာမှာတော့တွေ့ရခဲ့တဲ့လူမျိုးနွယ်ကိုရှာဖွေနေခဲ့ကြတယ်လေဘော်ကလူတွေလည်း လုံးစရာမရှိတော့ရှိတာတွေပဲကြံဖန်လုပ်နေကြပါလိမ့်။ဒိုနယ်တယ်ရီယာစာရုံးရှိရာစီကိုထွက်လာခဲ့ပြီးတော့လူမျိုးနွယ်တွေနဲ့နှိစက်နေပြီလားလို့မေးလိုက်ပါလိမ့်။အားကြောင့်စာရုံးလဲရှိမှမြင်နေရတဲ့မြေချိုးတဝိုင်းနားမှာရောက်နေပါပြီလို့ပြောလိုက်တာပါ။အဲဒါမှတော့ကေးကလေပေါ်ကနေမှန်ဘလူးနဲ့ကြည့်နေခဲ့ပြီးတော့တောင်ပြင်ဆက်မှာမွေကိုစားပြီးအယုတ်ကိုတွေးလိုက်ပါလိမ့်။အဲဒီမွေရုပ်ကိုကြည့်ပြီးတော့ကေးတယောက်ရှီရီရှားမားလူမျိုးနွယ်တွေနေထိုင်သွားမှန်းကိုတီးသွားပါတော့တယ်။အားကြောင့်စာရုံးလဲရှီရီရှားမားတွေကမွေအကြီးကြီးတွေ အနာကွန်ဒါရီကိုနတ်ဖျားတို့စောင်းကြည့်သူတို့အနေနဲ့ကိုးကွယ်တက်ကြတယ်ရှင်းပြလိုက်ပါတယ်။အားကြောင့်ရှီရှာမားရီရဲ့အထွတ်မြတ်ထားတဲ့ရေကန်စီကိုခီးဆက်တဲ့အကြောင်းရိုးရာပုံပြင်တစ်ခုရှိပြီးတော့ပထမအနေနဲ့တိုက်ခိုက်ကျွမ်းကျင်မွေတွေစောင်းကြနေတဲ့ရေဒဂွန်တွေကိုဖြတ်ကျော်ရမှာဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။အဲ့ဒီအစောင်းကြတွေကိုကျော်ဖြတ်နိုင်ပြီဆိုတာနဲ့ရှီရီရှာမားမြေပေါ်မှာခီးဆက်ရမှာလို့စာရုံးကဆက်ပြောပါတယ်။ကောင်းငင်ကိုကာရင်ထားတဲ့အယမ်းမြင့်တဲ့တိုင်းကြီးစီရောက်တဲ့အထိ အဲ့ဒီတိုင်းငါရဲ့တတိဆက်သွားလို့ရှိရင်အဆုံးသက်ရောက်သွားမှာလို့စာရုံးကပြောလိုက်ပါတယ်။အဲကြောင့်ကေးလည်းအရန်ကြီးတဲ့အနာကိုနာမွေကြီးရဲ့ဥကောင်းပိုင်းပေါ့လို့ပြောလိုက်တာပါ။အဲကြောင့်စာရုံးလည်းကေးကရိုးရပုံမြင်တွေတီထလာလို့မေးလိုက်ပါတယ်။ကေးကတော့အဲ့ပုံမြင်တွေကလှပပြီးတော့ဘာကူးရိုးရပုံမြင်တွေပဲလို့ထင်ကြောင်းပြောလိုက်ပါတယ်။အဲနောက်စာရုံးကတော့အရင်ကရွာကအနာမှာရှိခဲ့ပေမဲ့အခုရေကတက်နေတဲ့အတွက်သူတို့ကိုတွေ့မယ်ဆိုရင်မြစ်ခွဲကိုတွေ့ရမှာလို့ပြောပြလိုက်ပါတယ်။ပြီးတော့စာရုံးကသူဟာအသက်မွေးဖို့အတွက်နဲ့ မွေတွေထောင်ဖမ်းနေသူပဲလို့ပြောပြလိုက်ပါတော့တယ်။ကင်းကတော့သူကအတမွေးဝမ်းကြောင်းအတွက်လူမျိုးစုတွေရှာပြီးတော့အဲ့ဒီလောက်မှသူကလည်းတော်ပါတယ်လို့ပြောပါတယ်။အဲနောက်ကင်းကသူတွက်ချက်ကြည့်ရတဲ့လောက်ဆိုရင်ရေကတက်နေတဲ့အတွက်ဒီဘက်ကန်းကဒေသတွေရေလွှမ်းမှုခံရလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲကြောင့်ကင်းကသူတို့လူမျိုးစုတွေအစာရှာဖို့အတွက်ပုံမြင့်တဲ့ဒေသကိုရှာမှလို့ရှင်းပြလိုက်ပါတယ်။ဒိုနယ်သူတို့လည်းရှာတွေ့ကန်ဒီအချိန်ရောက်နေအောင်တယ်ရီကတော့ West Street ကိုကိုစားပြုအယုံနဲ့တူမှတ်တမ်းထပ်ရိုက်ပါတော့တယ်။အဲနောက်ကင်မရာကယ်ရီကအချက်ပြတဲ့အခါမှာ ဝက်စရီကတော့သူတို့ရဲ့ပထမဆုံးကံကောင်းမှုအစအနဖြစ်တဲ့ရှီရီရှားမားတွေရဲ့အလေးမြတ်ထားတဲ့ရုပ်ထုအကြောင်းကိုပြောနေပါလေ။အဲဒီအချိန်မှာဆာရုံးကကင်မရာရှေ့ဖြတ်ဝင်လာပြီးတော့ဖြတ်ပြောပါတော့တယ်။ပြီးတော့ဆာရုံးကသူ့ကိုနောက်တွေးမဲ့ရွာမှာထားခဲ့ပါလို့ပြောလိုက်ပါလေ။အဲ့တော့မတော်ထော်လို့တောင်ဝန်ခံနဲ့အတန်ဖန်းတဲ့သူကအပြင်ကိုထွက်ပြီးတော့တားရဲရီရဲ့အတန်ကိုသွားဖမ်းပါတော့တယ်။ဒုံနဲ့သူတို့နှစ်ယောက်ကုန်းပြင်ပေါ်တက်ပြီးတော့တားရဲရီရဲ့အတန်ကိုဖမ်းကြပါလား။အဲ့တော့မတော်သူတို့နှစ်ယောက်ကအချင်းချင်းချစ်ကြိုက်နေတာကြောင့်ဒေါ်ဤမြမဲထဲမှာချစ်တင်းနှောနေတော့ ိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာတစုံတရာဟာနောက်ကနေအသေးအံလိုက်နေပါလေဒိုနဲ့သူတို့ပြေးနေတဲ့နေရာကိုစာရုံးရောက်လာပြီးတော့တန်းတန်းနဲ့ပြေးချလိုက်ပါတော့တယ်အိုင်နာမတော့ကေးလဲတန်းတန်းယူပြီးတော့ထွက်လာရင်းနဲ့စာရုံးမရှိတော့အောင်တီးသွားပါလေဒိုနဲ့မတေရိုကိုမီးထိုးပြခိုင်းပြီးကေးကတော့တန်းတန်းနဲ့သေးချာချိန်ကြည့်နေတာပါအဲ့ဒီချိန်မှာပဲစာရုံးတယောက်လင်းထဲကထွက်လာပြီးတော့သူကယ်လာတဲ့နှစ်ယောက်ကိုခေါ်လာခဲ့ပါတော့တယ်ဒိုနဲ့အတန်သွားဖမ်းတဲ့နှစ်ယောက်ကတော့သူတို့နောက်လိုက်နေအကောင်ကြီးကိုစာရုံးပြစ်လိုက်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။အဲ့ဒါဟာတောဝက်ဖြစ်ပြီးတော့တောဝက်ကအစွဲနဲ့လိုက်ပတ်နေတာကြောင့ မျက်လုံးကိုပြစ်မှတ်ထားတယ်လို့ရှင်းပြလိုက်ပါတယ်။အားကြောင့်သူတို့တွေလည်းဒီညအားလုံးဂုံးဘက်ပေါ်မှာနေကြဖို့ကြေးရသတိပေးထားလိုက်ပါတယ်။အဲနောက်မှာတော့မတ်တီယိုကိုဒေါ်ဝက်လီးဖြတ်ပြီးတော့တပတ်စာရိတ်ခါရအောင်လှောက်ခိုင်းလိုက်ပါတယ်။ဒိုနဲ့သူတို့တွေကလူမျိုးနွယ်တွေရှိရာကိုသွားကြည့်နေတယ်။လေကြီးကဒိန်းဒိုင်ဖြစ်သွားပါတယ်။ဒါကြောင့်မတ်တီယိုကိုလေရောမောင်းတဲ့လားလို့ဝိုင်းပြီးတော့မေးလိုက်ကြတာပါ။ကျိုးဟာလေရဲ့ရမတွေမှာညက်နေအောင်သူတို့လည်းမတ်တီယိုကိုအတင်းအော်ခေါ်နေပါတယ်။အားကြောင့်ကေးကမြေထဲဆင်းပြီးတော့လှုပ်ချင်ပေမဲ့ဆာရုံးကတော့သူ့လုံးဝင်ပိုကောင်းလိမ့်မယ်လို့ပြောလိုက်တာပါ။ ပြီးတော့ဒီမေကကေးကိုနီလန်မောင်းတထောင်လောက်နဲ့တေးအောင်တတ်နိုင်တယ်လို့ပြောလိုက်ပါတယ်။ကေးကတော့သူကဘာမှမကြောက်ပေမဲ့အကြောက်ဆုံးຢာကတော့ဇီလန်ပိတ်ငါးသေးလေးပဲလို့ရှင်းပြလိုက်ပါတယ်။ကေးကြောက်တာတော့အဲ့ငါးကဇီလန်ကြောင်းတဲကူးတက်လာပြီးတော့နှွေးတဲ့နေရာရှာတာကြောင့်သူ့ရဲ့စူးတောင်သေးသေးလေးဖြတ်ရင်လည်းမလုံးမရွှေ့ပဲနေတော့တယ်လို့ပြောပြလိုက်တာပါ။အဲ့နောက်ကေးကမြေအောက်ကိုဆင်းသွားပြီးတော့ညက်နေတဲ့ဂျိုးကိုစူးစမ်းပြီးတော့သွားဖြုတ်ပါတော့တယ်။ကေးကတော့စိတ်ရှည်နဲ့စူးစမ်းနေတဲ့အောက်ဆီဂျင်ပိုက်ပြုတ်သွားတာကြောင့်ရေအောက်မှာဒုက္ခရောက်နေပါတယ်။ အဲ့တော့မှတော့ရင်းနစ်နေတဲ့ကေးကိုမြင်ပြီးတော့ဒေမောဘွားလူတွေနဲ့အလံတကြားတွေဖြစ်သွားကြပါလေ။ဒေဗီလည်းကြောက်လန့်ပြီးတော့ကေးကိုကယ်ဖို့အတွက်အားလုံးအကူအညီတောင်းနေတာပါ။ဒိုနဲ့အသက်မရှူတော့တဲ့ကေးကိုဒေမောဘွားပြန်ခေါ်တင်လာပြီးတော့ကယ်ကြဖို့လုပ်ပါတော့တယ်။ဒါမှလည်းကေးရဲ့ပါးစပ်ကိုဖျဲကြည့်လိုက်တဲ့အခါမှာတော့ဒေးစီနိုင်လောက်အစိတ်ရှိတဲ့နဂျေကောင်ဖြစ်နေတာကိုတွေ့လိုက်ရပါလေ။ကေးကအသက်မရှူသေးတာကြောင့်စာရုံးကတော့အရက်နဲ့လိုအပ်တဲ့ဆေးရီ၃ကအသက်ရှူဖို့အတွက်ကူညီလောက်ကင်ပေးနေရပါလေ။အဲ့တော့မှတော့ဒေရီယာကေးကိုတေချာပြုစုပေးနေပါလေ။ ဒိုနယ်ဒယ်ရီကတော့ဆက်သွားခြင်းမဲ့ရေဒီယိုတွေကတော့အလုံးမလုံးတော့တာကြောင့်စိတ်ညစ်နေကြပါပြီ။ဒယ်ရီကတော့ထွက်ခြင်းပေမဲ့မတ်တီယိုကတော့မြို့ကိုတွေမိုင်းနေကြအောင်ဆက်ထွက်လို့မရဘူးလို့ပြောလိုက်ပါတယ်။စာရုံးကတော့ကေအိုသာဆေးရုံကိုအမြန်မပို့နိုင်မြစ်ထဲကိုပြစ်ချခဲ့ရလိမ့်မယ်လို့ပြောလိုက်ပါတော့တယ်။အဲနောက်မှာတော့စာရုံးကမတ်တီယိုကိုသူတို့တွေအမြန်နှုံးနှဆတင်ပြီးတော့ပြန်လှည့်ဖို့ပြောလိုက်ပါတယ်။စာရုံးကဆက်သွားခြင်းနဲ့ဒယ်ရီကိုရေးစည်းကြောင်းကြောင့်နှစ်ရက်အလကားကုံသွားလိမ့်မယ်လို့ရှင်းပြနေပါတယ်။အဲနောက်စာရုံးကမြေပုံကိုပြရင်လည်းမြစ်လက်တက်ကဖြတ်သွားရင်မိုင်90စာတက်တာနိုင်မယ့် လမ်းကြောင်းကိုညွှန်ပြနေတာပါဒယ်ရီလည်းလမ်းကြောင်းကိုကြည့်ပြီးတော့မတ်တီယိုသူတို့ကိုပြောခဲ့တယ်သွားတဲ့နဲ့လမ်းကြောင်းပဲလို့ပြောနေပါတယ်ဒါပေမဲ့စာရုံးကတော့သူတို့က professor K ကိုဈေးုံရောက်အောင်လို့မြန်နိုင်သမျှမြန်မြန်ပို့ဖို့ပြောလိုက်ပါတယ်ကင်မရာသမားကတော့ဒယ်ရီနားသွားပြီးတော့ဘာတွေလုပ်နေလဲမသိပေမဲ့စာရုံးကြောင်းကိုသေချာမသိဘူးလို့ပြောလိုက်ပါတယ်အဲဒီမှာတော့သူတို့ရဲ့လေးလေးကတွေ့ရွေ့နေပဲမြစ်တက်လျှောက်ရောက်လာခဲ့ပါတယ်ဒိုနေဒယ်ရီရဲ့အုပ်စုကရေချောင်းလမ်းအသစ်ဖြစ်တာကြောင့်စာရုံးသိတဲ့လမ်းကြောင်းလားလို့မေးနေတာပါ ါမဲ့စာရုံးကလမ်းကြောင်းကိုမသိပေမဲ့တယ်ရီကသူစိတ်ပူနေတာဟာသူတို့မြင်ရတဲ့အတားအဆီးကြီးဟာစာရုံးသီးတဲ့စုံစည်းမဲ့လမ်းကိုပိတ်ထားမှာကိုကြောက်နေရပါပဲစာရုံးကတော့အိတ်ထဲကဒိုင်းနမိုက်တွေနဲ့အတားအဆီးတွေကိုဖောက်ခွဲဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်ဒါမဲ့တယ်ရီကတော့ဒိုင်းနမိုက်နဲ့ခွဲမဲ့အစီအစဉ်ကိုလက်မခံပဲအတားအဆီးကြီးကအကြောင်းရှိလို့ဒီမှာရှိနေတာပဲလို့ပြောလိုက်တာပါအဲ့တော့မှတော့တယ်ရီကမြင့်ရဲ့ဂေဟာစနစ်မျှခြေကိုဖြတ်စည်းမိမဲ့အကြောင်းကိုပြောနေပါတယ်ဒါမဲ့စာရုံးကတော့သူက7မိနစ်အတွင်းအတားအဆီးကိုဖောက်ခွဲပြစ်နိုင်တယ်လို့ပြောလိုက်တာပါ အဲလိုမှမဟုတ်ပဲသူတို့တွေမခံမရနိုင်ဖြစ်နေပြန်လှည့်ပြီးတော့နှစ်ရက်အကုန်ခံကြမယ်လို့သာစာရုံးကပြောလိုက်ပါတော့တယ်။ဝက်စထရစ်ကတော့စာရုံးလိုမျိုးမြစ်အတားစီးကြီးကိုဖောက်ခွဲလိုက်ပါလို့ပဲပြောလိုက်ပါတယ်။စာရုံးကတော့သူ့ကိုအချိန်ခဏပေးဖို့နဲ့ဒယ်ရီကိုလေသေးလေးချပေးဖို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ဒင်နဲ့စာရုံးတို့ကရေထဲဆင်းပြီးတော့လိုအပ်တာတွေကိုလုပ်နေကြပါတယ်။ဒုံနဲ့ဒင်သားမှရှိနေမြစ်ရဲ့အောက်ခြေမှာတခုခုရောက်နေတာကြောင့်စာရုံးကဒင်ကိုအတင်းဆွဲခေါ်လိုက်ပါတယ်။အဲနောက်မှာတော့သူတို့တွေကအတားစီးကိုဖြိုးချလိုက်ပြီးတဲ့နောက်မှာတော့ လေပေါ်ကမွေးပေါက်ကလေးတွေရောက်လာပါတော့တယ်အကုန်လုံးကမွေးပေါက်ကလေးတွေဖြစ်နေအောင်သူတို့တွေလေပေါ်ကဘလို့ဖေးရမလဲလို့ပြောလိုက်ပါတယ်အဲနောက်မှာတော့မွေးပေါက်တွေနေမကပဲအစိတ်ရှိမွေးတွေပါပါနေတဲ့တော့မတီယိုတို့လည်းရေပိုက်နဲ့အတင်းဖယ်နေရပါတယ်အဲနောက်မှာတော့ဝက်စရဲလက်ကိုမွေးပေါက်လေးတစ်ကောင်ကိုက်နေအောင်ဇာရုံကတော့အဲမွေးကိုဖယ်ပေးနေပါတယ်အဲမွေးလေးကတော်တော်သေးငယ်ပြီးတော့သေစင်နိုင်တဲ့မွေးဖြစ်နေတဲ့တော့ဝက်စရဲလက်သူ့စီအဖယ်ပေးဖို့ပြောလိုက်တာပါအဲနောက်မှာတော့သူတို့တွေလည်းမွေးတွေရှိနေအောင်ဇာရုံသိမယ်လို့ထင်နေကြပါတယ် ဒိုနယ်တယ်ရီကတော့ဒဏ်ရာရနေတဲ့ကေးရဲ့ဘေးနားမှာလာနေပြီးတော့ပြုစုပေးနေပါတယ်။ကယ်ရီကတော့ကေးရဲ့အခြေအနေကိုမေးနေပြီးတော့ကေးကိုအိမ်ပြန်ခေါ်သွားဖို့ပြောလိုက်ပါတယ်။တယ်ရီကတော့စာရုံးကသူတို့ကိုဈေးအောင်စီကိုရောက်အောင်ကူညီပေးရမှာမှန်လားလို့မေးလိုက်ပါတယ်။ပြီးတော့စာရုံးကမြစ်ကိုသူ့ပိုင်းသူတို့လုံနေပြီးတော့မွေရင်းနဲ့ပြည့်နေတဲ့အသားစီးကိုဖြတ်မောင်းလာတာလို့တယ်ရီကပြောနေခဲ့ပါတယ်။အဲနောက်မှာတော့သူတို့တွေကစာရုံးရဲ့ဥဆောင်မှုနဲ့မြစ်ရဲ့တဏှာကိုရောက်လာခဲ့ကြပါတယ်။ဒိုနယ်လေကိုတွေးလိုက်တာကြောင့်တယ်ရီလည်းအဲ့လေကိုသိနေရလားလို့မေးလိုက်တာပါ။ ါမဲ့ဇာရုံးကတော့အဲ့လိုလင်မျိုးတွေအများကြီးတွေ့ဘူးတယ်လို့ပဲပြန်ပြောလိုက်ပါတယ်ပြီးတော့ဝက်ဆွေးကတော့အဲ့ဒီမှာဘယ်သူမှမရှိတာကို क्वे ပြားသိတယ်လို့ပြောလိုက်တာပါဒါမဲ့ဂယ်ရီကတော့မတ်တန်းပြရိုက်ထားမယ်လို့ပဲပြောလိုက်ပါတယ်အိုင်နမော်ဇာရုံးကတနက်ကိုကင်ပြီးတော့မတ်တီရိုနဲ့အတူသွားပြီးတော့ရှာကြပါတော့တယ်ဒါအောင်ကင်မရာသမားကတော့မတ်တန်းတင်ဗီဒီယိုရိုက်ကူးထားလိုက်တာပါအိုင်နမော်ကင်မရာသမားကဒီနေရာကြီးကကြောချမ်းမှုကောင်းတယ်လို့ပြောနေနေအခန်းထဲကပစ္စည်းတွေကိုရှောက်ပြီးတော့ကြည့်နေခဲ့ပါတယ်ဒိုနဲ့ကင်မရာသမားကကင်မရာကိုကင်ပြီးတော့ဇာရုံးနောက်ကိုလိုက်ပါတော့တယ် အိုင်းနာမှာတော့မတ်တီဝါရေထဲကိုပြုတ်ကျသွားပြီးတော့မွေတကောင်ပေါက်တက်တာကြောင့်လူမသိပဲတည်သွားခဲ့ပါလိမ့်။ဝက်စ်ဝေးကတော့သူတို့ဘယ်နေရာမှမသိပဲပြိမိနေပြီးတော့အခုဆိုလေမောင်းနဲ့မတ်တီဝါပျောက်သွားပြီလို့ပြောနေပါလိမ့်။အိုင်းနာကင်မရာသမားကတော့မတ်တီဝါကိုလေပတ်လိုက်မှလိုက်ပြီးတော့ရှာကြည့်နေပါလိမ့်။ဒိုနယ်သူတို့ကလည်းစိတ်ပူနေကြချိန်မှာအနာကိုနာအရေးကုံကိုပြစ်ပေးလိုက်ပါလိမ့်။အားကြောင့်ကင်မရာသမားလည်းအရေးကုံကြည့်ပြီးတော့ဒီလောက်ကြီးတဲ့မွေတွေရှိမှမသိဘူးလို့ပြောလိုက်ပါလိမ့်။ဒါမဲ့စာရုံးကတော့ဒီအရေးကုံက3နှစ်4နှစ်သားအရွယ်လေးပဲရှိသေးတယ်လို့ပြောပြလိုက်တာပါ။ ဒါပေမဲ့ Derry ကတော့အဖွဲသားတွေမကြောက်အောင်မွေတွေကလူသားမစားပါဘူးလို့ပဲပြောလိုက်ပါတယ်။ဇာရုံကတော့ Anaconda တွေကပြီးပြည့်စုံတဲ့တားသက်သမားတွေပဲလို့ပြောလိုက်တာပါ။ပြီးတော့ Anaconda မှာအပူကိုအာရုံခံနိုင်တဲ့စနစ်ရှိပြီးတော့ Matteo လိုမျိုးရေထဲမှာရှိနေတဲ့သွေးခန္ဓာကိုရှာဖို့အတွက်မခက်ခဲဘူးလို့ပြောလိုက်ပါတယ်။ Matteo ကတော့သူတို့ကိုကောက်ပေါက်ပြီးသူတို့ရဲ့အယိုးကျိုးကြေးတန်းတွေကိုကြားဖို့အခွင့်အရေးရအောင်မယ်လို့ဇာရုံကပြောလိုက်ပါတယ်။အဲနောက်မှာတော့ဇာရုံဟာမွေတွေဟာ Derry တို့ကိုတင်းကျပ်စွာချုပ်တက်လွန်းလို့သူတို့ရဲ့သွေးတော်တွေပေါက်ထွက်မတတ်ဖြစ်နေမှလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့တာဝန်ခံကတော့မတ်တီယိုကသွေးသားကိုပျောက်သွားတာပဲနေမှာပါလို့ပြောနေပါတယ်။ဇာရုံးကတော့ဒလောက်ကြီးတဲ့အကောင်ကြီးကိုအရှင်ဖမ်းနိုင်တဲ့လမ်းကိုတွေးကြည့်ဖို့ပြောနေတာပါ။ဇာရုံးကတော့အဲ့ကောင်ရဲ့တန်အတန်ကြီးကိုဂယ်ရီကိုပြောနေပါတယ်။ဇာရုံးကသူ့ကိုမကောင်းတဲ့သူလို့မမြင်စေပဲကပတိန်မတ်တီယိုကိုစားပစ်တာမဟုတ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့တယ်ရီကတော့မတ်တီယိုသေးတာမသေးကြတာကြောင့်မနက်ထီဒီနေရာကနေပဲစောင့်မယ်လို့ပြောပါတယ်။ဝက်စထရစ်ကတော့ဒီနေရာကနေရအောင်ထွက်ဖို့ကြိုးစားနေတာပါ။တယ်ရီကတော့သူတို့တွေအပြင်ကိုရောက်နေတာကြောင့် သူဆိုလဲတယ်ရီတို့ကိုနေစေချင်ပါပဲလို့ပြောလိုက်ပါတယ်။ဝက်စရီကတော့အဲ့ဒီအပြင်ရောက်နေတာသူဆိုရင်တင်နေလောက်ပြီဖြစ်လို့တယ်ရီကိုအသိစိတ်မဝင်သေးဘူးလားလို့ပဲမေးလိုက်တာပါ။တယ်ရီကတော့မတ်တီယိုကိုအခန်းထဲပြန်ပြီးတော့တော့ပိတ်ထားဖို့ပြောလိုက်ပါတယ်။ဇာရုံးကတော့မီးတွေကိုလေစီထိုးတာအကြံကောင်းပဲလို့ပြောလိုက်ပါတယ်။အဲနောက်တောင်ဝန်ကန်ကတော့မတ်တီယိုကိုဇာရုံးမစားဘူးဆိုတာမသေးကြဘူးလို့ပြောလိုက်ပါတယ်။သူတို့တော့ဇာရုံးကိုကြည့်ရတာကအစာဝါအီနေတဲ့အတိုင်းပဲလို့ပြောလိုက်တာပါ။အဲနောက်မှာတော့သူတို့ဟာအန်နီယယ်ကိုကြည့်နေနဲ့ကြောက်လာတာကြောင့်အေးရဝင်ဖို့ပြင်ပါတော့တယ်။ ဒါပေမဲ့ညမှာတော့ Gary Saron ကိုအိုက်ကောင်နေရှိမှန်းဘလို့သိလဲလို့မေးပါနဲ့။ Saron ကတော့သူဒါရီကိုကုံသိပေမဲ့ Anaconda တကောင်တော့သူတယောက်ပဲဖမ်းမရကြောင်းပြောလိုက်တာပါ။ Saron က Anaconda ကိုအရှင်ရအောင်ဖမ်းနိုင်ဒေါ်လာတန်းချီလောက်ရလိမ့်မယ်လို့ Gary ကိုပြောပြလိုက်ပါတယ်။နောက်တစ်ရက်မှာတော့ Saron က Matteo ပေါ်မလာသေးဘူးလို့ Terry ကိုပြောနေပါတယ်။အဲနောက်တော့ Saron က Anaconda ဖမ်းဖို့အတွက်မြောက်ကလေးတကောင်ကိုငစားအနေနဲ့တနတ်နဲ့ပြစ်လိုက်ပါတယ်။ဒါပေမဲ့ဒီလိုတွေသာဆက်လို့ရင် Terry ကလက်မခံနိုင်တာကြောင့်သူ့လေပေါ်မှာလာမလို့ဖို့ပြောနေခဲ့ပါတယ်။ ်ဂယ်ရီကလည်းကေးအစီမပြေဖြစ်နေပြီးတော့မှတ်တမ်းရုံရှင်လည်းစမရနိုင်တော့တဲ့အတွက်နောက်ထပ်အဖက်ဆဲစရာကိုလုပ်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒါဂယ်ရီကစာရုံးမွေအကြီးကြီးဖမ်းအောင်မှတ်တမ်းတင်ရိုက်ကူးကြမလို့ပါပဲဒါပေမဲ့ဒယ်ရီကတော့အသိစိတ်မကတ်တဲ့ဂယ်ရီကိုပြောဆုံနေပေမဲ့ဂယ်ရီကသူတို့တွေဒီလိုဆက်မနေဘဲနဲ့မျက်စိပွင့်နားပွင့်နဲ့နေဖို့သာပြောနေခဲ့တာပါကင်မရာသမားတော့သူတို့တွေကေးကိုဆေးရုံပို့ရမယ်ကိစ္စကနေမွေဖမ်းမယ်ကိစ္စကိုရောက်သွားတာကြောင့်သဘောမကျတော့ဘူးဒါပေမဲ့ဂယ်ရီကတော့သူတို့ကတော့ရဲ့လေရောက်နေရဖြစ်ပြီးတော့ ဒီကနေ့လွန်မြောက်ဖို့ဆိုလို့ရှိရင်စာရုံးမွေဖမ်းတာကိုကူတာနဲ့စာရုံးကပြန်ကူပေးမှလို့ပြောလိုက်ပါတယ်။ကယ်ရီကတော့အနာကိုနာဖမ်းပြီးရင်ရလာမယ့်ပတ်စံအခြေကြီးကိုမျောလင့်နေတာပါ။အားကြောင့်ကင်မရာမန်ကလည်းပေါက်ကရတွေတွေးနေတဲ့ကယ်ရီနဲ့စာရုံးကိုမြေထဲပြစ်ချဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့စာရုံးကတနက်နဲ့လှမ်းပြပြီးတော့ခြောက်လှမ်းလိုက်တာကြောင့် West Railway ဆက်လေးကိုစာရုံးအလိုကျမောင်းပေးလိုက်ရပါတယ်။အဲနောက်မှာတော့မြောက်တီနဲ့မြားခွိုင်းနဲ့အရန်ကြီးတဲ့အနာကိုနာကိုရေထဲကနေဖမ်းမိပါတော့တယ်။အလုံးကစာရုံးကြောင့်လေပေါ်ကလူတွေသေရတော့မယ်လို့တွေးနေမိပါပြီ။ အဲဒီမှာအနာကိုနာရဲ့မျက်စိကိုစူးအောင်လို့လေဘော်ကနေဂယ်ရီကမီးနဲ့ထိုးနေပါတယ်။ဒါမဲ့အရန်ကိုကြီးတာတော့မထိန်ချုံနိုင်ပဲမွေကြီးကပြန်လွတ်သွားပြန်ပါလေ။အဲနောက်မှာတော့မွေရသူ့ကိုဖမ်းတဲ့လေဦးဒုက္ခပေးဖို့ပြန်ပြီးတော့ရောက်လာခဲ့ပြန်ပါလေ။မွေကသူစားခဲ့တဲ့ရုပ်ကျွင်းကိုပါစားထဲကနေအန်ထုတ်လိုက်တာကြောင့်ဒယ်ရီလည်းကြောက်လန့်ပြီးတော့ထွက်ပြေးသွားပါတော့တယ်။မွေကတော့လှုပ်တဲ့သူနောက်လိုက်နေပြီးတော့ဒယ်ရီဝင်ပြေးတဲ့နောက်ကိုလိုက်တော့တာပါ။အဲဒီမှာစာရုံးကမြားနဲ့မွေရဲ့ပါဇက်သေးကိုစိတ်ငြိမ်စေးကိုပြစ်ထဲလိုက်ပါတယ်။ဒုံနဲ့တောင်းဝန်ခံဒဲလေအပေါ်တက်ဖို့ကြိုးစားနေတော့ မွေအမီးကြောင့်ထော်ပြီးတော့ရေထဲကိုကြာသွားပါတော့လေအားနောက်ဂဲရီယာတဲကိုရေထဲဆင်းကိန်းနဲ့မွေကလည်းရေထဲကိုလိုက်လာခဲ့ပါလေသူတို့ရာတဲကိုအရင်ကယ်ဆယ်ပြီးတော့ဂဲရီတက်လာချိန်မှာပဲမွေကဂဲရီတကူလုံးကိုဥအောင်ရေးပတ်လိုက်ပါလေအားနောက်ဂဲရီရိုးတွေကြိုးကြေးတန်းအောင်ကြားနေရရင်ဂဲရီကိုစားဖို့ပြင်နေခဲ့တာပါတယ်ရီကတော့တနတ်နဲ့မွေကိုပြစ်ချင်နေပေမဲ့ဇာရုံကတော့သူ့အတွက်အသေးအအစင်မပြေဘူးလို့ပြောပြီးတော့တားလိုက်ပါလေအိုင်နာမတော့မွေရဂယ်ရီအလောင်းကိုရေထဲဆွဲခေါ်သွားနေစာတောက်ပြစ်လိုက်ပါတော့လေ ဒဲတယောက်သူကြီးစား Gary အတွက်ပူဆွေးဝမ်းနေနေတာကြောင့် Derry ကတော့နှစ်သိမ့်ပေးနေရပါတယ်။အိုင်နောက်စာရုံးကတနတ်နဲ့အကြောင်းပြပြီးတော့လေဘော်ကလူတွေကိုအနိုင်ကျင့်ပါတော့တယ်။ပြီးတော့ Westray ကိုတော့စာရုံးကပစ္စည်းတွေမတည်ပင်းမြေထဲပစ်ချမယ်လို့ပြောလိုက်သေးတာပါ။အဲဒါမှတော့ Derry ကလေမောင်းကန်းကစာရုံးစီသွားပြီးတော့စကားသွားပြောပါတယ်။ Derry ကသူ့မှတ်တမ်းပေါအောင်ရိုက်ချိန်ခဲ့ပြီးမယ်။ Andy ရဲ့ဇိုးဖြစ်နေပြောင်းသွားတာကိုရှင်းပြနေပါတယ်။ပြီးတော့ Derry ကစာရုံးကိုမြှူဆွဲနေပြီးတော့မှတ်တမ်းရိုက်ဖို့စာရုံးကိုအကူအညီတောင်းမယ်လို့ပြောနေပါတယ်။ ဇာရုံနဲ့တယ်ရီကိုအတင်းဖန်နှန်းလိုက်နေကင်မရာသမားကနေအနောက်ကဝင်ကြိုက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ဇာရုံကမိသွားတာကြောင့်တန်တန်းနဲ့ချိန်ထားနေတော့ပါပဲဝက်ဆွေကတော့အနောက်ကနေထပ်ပြီးတော့ကြိုက်လိုက်ပါတော့တယ်ဒုံနဲ့သူတို့ရာဇာရုံကိုဖမ်းနိုင်ခဲ့ကြပြီးတော့ဇာရုံရဲ့အကွက်ကြကြစီစဉ်မှုကိုတီးသွားခဲ့ရပါတယ်အဲ့နောက်မှာတော့သူတို့ရာထူးဆန်းပြီးတော့လှပတဲ့နေရာတစ်ခုကိုရောက်ရှိလာကြပါတယ်ဒါပေမဲ့လေယာဉ်မြစ်ကျမ်းတွေနဲ့တိုက်သွားတာကြောင့်ရုတ်တရက်ရက်သွားပါတော့တယ်ဇက်လီကမောင်းများတော့တဲ့အတွက်တယ်ဒီနဲ့ဝက်ဆွေတို့ဟာရေထဲဆေးပြီးတော့ဂျိုးနေတဲ့လေကိုရွေ့အောင်လုပ်ကြပါတယ် အချိန်လေးပေါ်မှာကြံခဲ့တဲ့ဒဲကတော့ဓာတ်တက်ကိုင်းပြီးတော့စာတုံးကိုတဖို့ကြိုးစားပါတော့တယ်။ဒါမဲ့စာတုံးကဒဲကိုခြေထောက်နဲ့အမိရပြန်ဖမ်းလိုက်နိုင်ပြီးဒဲကိုပေါင်နဲ့ညစ်တာပြစ်လိုက်ပါတယ်။ဒဲတယောက်အသက်ရှူကြက်ပြီးတော့တည်သွားခဲ့တာကြောင့်စာတုံးကတော့ရေထဲကိုပြစ်ချပလိုက်ပါတယ်။ဒါမဲ့စာတုံးကဒဲသူ့ကိုတတ်ဖို့ယူလာတဲ့ဓာတ်ကိုတော့ရသွားခဲ့ပါတယ်။အဲနောက်ရေထဲကဒဲဗီလို့လည်းသူတို့တွေကြိုးချီနေတော့မူမမှန်တာသတိထားမိပြီးတော့ရေပေါ်အတင်းပြေးတက်ကြပါတယ်။ဒိုနဲ့အမြန်ပြေးတက်နေတဲ့မွေကသူတို့နောက်ကိုအမြန်လိုက်လာပါတော့တယ်။ ိုက်ချိန်တစ်ဖက်ကမ်းမှာကြိုးချီနေတဲ့ဝက်ဆွေလည်းမွေကိုပြန်ပြီးတော့များခေါ်လိုက်ပါလေ။မွေဟာဒယ်လီတို့ဘက်ကနေဝက်ဆွေစီရောက်လာပြီးတော့သူကတော့ကြောက်ဆောင်နေပေါ်တက်ပြင်းနဲ့ရေတကွန်ထဲမှာဝင်ပုန်းနေခဲ့ပါလေ။တပတ်မှလည်းစာရုံးလွတ်မြောက်သွားတာကြောင့်ဒန်နီနဲ့တယ်ရီကိုဒုက္ခပေးပါတော့တယ်။ဒန်နီတပ်ပုန်းနေစာရုံးကိုတယ်ရီကတနတ်နဲ့ချိန်ထားစေမှာပဲ။စာရုံးကဒန်နီကိုတွန်းပြီးတော့တယ်ရီလက်ကတနတ်ကိုလှူပါလေ။အဲဒီဝက်ဆွေရှိအားကိုမွေကြီးတီးသွားတာကြောင့်သူလဲရေတကွန်ကနေခုံချဖို့စူးစမ်းပါတော့တယ်။ဒါမဲ့မွေကြီးကတော့အလို့မပေးပဲ ဝက်စရေးအရိုးတွေကိုတိုးကြအောင်ညှိပြလိုက်ပါတယ်။အိုင်နာမှာတော့ဝက်စရေးနဲ့မွေရဲ့ဝိတ်ကြောင့်မွေတွေတက်နေတဲ့တစ်ကိုင်းဟာကျိုးကြပြီးတော့လေဘော်ကိုပီသွားခဲ့ပါတယ်။အဲတော့ဒယ်ရီဒန်နီနဲ့စာရုံးတို့လေဘော်ကနေအသေးအံခုံချလိုက်ကြပါတယ်။အဲဒီအချိန်မှာဒန်ဟာရနေတဲ့ကေးလဲသတိပြန်ရလာခဲ့တာပါ။ဒန်နီကတော့ရေတွေကနေပြန်တက်လာဖို့ကြိုးစားပြီးမှခြုံတွေနဲ့ညှိနေခဲ့ပါတယ်။အဲလိုနဲ့မွေကနောက်ကနေရောက်လာပြီးတော့ဒန်နီနောက်ကိုလိုက်ပါတယ်။ဒန်နီကြောင့်လေဘော်တက်ခံပြီးမှရေတွေကနေပေါ်လာတဲ့ဒဲအလောင်းကြောင့်လှမ်းသွားပါတယ်။ အချိန်မွေးရဒဲအလောင်းကိုကိုက်ပြီးတော့ဒန်နီကိုရစ်ပတ်ပါလေအားလုံးတယ်ရီကမွေကောင်းကိုတန်းတန်းနဲ့သုံးလေးချက်ပြစ်လိုက်ပြီးတော့ဒန်နီကိုရောက်အောင်ဆွဲထုတ်ပါလေမွေကတော့ဒန်အောင်ရေထဲကိုပြန်ဆင်းသွားပြီမယ်ဇာရုံကတော့လေပေါ်မှာတောင်းကြန်နေပါပြီဇာရုံကတန်းကကိုကင်လိုက်တာကြောင့်တယ်ရီတယောက်ဇာရုံပေါအောင်ကင်ထားပြီးအသေးအံမလွတ်တမ်းကိုက်လိုက်ပါလေဇာရုံကတော့သူ့ရဲ့အဆောင်ချက်မွေကိုတတ်ပြစ်လိုက်တာကြောင့်တယ်ရီကိုစောင့်ကန်ထုတ်ပြစ်လိုက်ပါလေအဲနောက်ဇာရုံကတန်းတန်းနဲ့ဒန်နီကိုချိန်နေတော့တရီရလာတဲ့ကေးကအနောက်ကနေစိတ်ငြိမ်စေအပ်နေဇာရုံကိုထိုးချလိုက်ပါလေ စာရုံးကြောင့်ရေဝေတွေဖြစ်နေတဲ့ဒယ်ရီတို့ကတော့စာရုံးကိုရေထဲကန်ချပစ်လိုက်တာပါဒိုနဲ့ဒန်နီနဲ့ဒယ်ရီလည်းထပ်ပြီးတော့သတိလက်သွားတဲ့ကေးကိုအိယာရဲပြန်ခေါ်လာခဲ့ရပါတယ်အဲနောက်မှာတော့ခီးဆက်လာတဲ့ဒန်နီနဲ့ဒယ်ရီလည်းအိမ်ပြတ်တိုင်ကိုမြင်သွားခဲ့တာကြောင့်လေကိုကန်းကပ်ပြီးတော့လောင်စာစီရမလားလို့သွားပြီးတော့တောင်းပါတယ်ဒန်နီကတော့တနက်ကင်ပြီးတော့လာရင်းနဲ့အိမ်ရဲ့အခြေအနေဟာတော်လေးယိုယွင်းပြက်စီးနေတာကိုမြင်ပြီးတော့စိတ်ပြတ်နေပါတယ်ဒိုနဲ့ဒန်နီနဲ့ဒယ်ရီလည်းအတွင်းပိုင်းကိုရောက်လာရင်းနဲ့လောင်စာစီကိုလိုက်ရှာနေကြတာပါ ဒါမဲ့စီပိုင်းနာမွေရီကုံတွေ့ပြီးတော့ဒယ်ရီကြောက်လန့်သွားခဲ့ပါတယ်။အိုင်နောက်ဒယ်ရီနဲ့ဒန်နီလောင်စာစီယူနေတော့အနောက်ကနေစာရုံးရောက်လာပြီးတော့တနတ်တင်နဲ့စော်ချလိုက်ပါတယ်။ဂျိုးနဲ့မေ့လဲသွားတဲ့သူတို့နှစ်ယောက်ကိုစာရုံးကကြောချင်းကပ်ပြီးတော့ခြိထားခဲ့ပါတယ်။ပြီးတော့စာရုံးကလုံမရဖြစ်နေတဲ့ဒန်နီနဲ့ဒယ်ရီကိုသူယူလာတဲ့မြောက်သွေးနဲ့ပတ်လိုက်ပါတယ်။ဒယ်ရီကတော့တော်လီဒေါသထွက်နေမယ်။အခုချိန်မှာဘာမှလည်းလုပ်လို့မရတော့ပါဘူး။အိုင်နောက်မှာတော့စာရုံးကအဝေးကနေမွေအခြေအနေကိုကြည့်နေရင်းနေဒယ်ရီနဲ့ဒန်နီကတော့ထားဖို့ကြိုးစားနေပါတယ်။ ိုင်ချေမွေကမြောင်သွေးကြောင့်အလင်းမြန်ဆုံးကြောက်လာပြီးတော့သူတို့လည်းပြေးဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့မွေကသူတို့နှစ်ယောက်ကိုတင်းအင်းကြက်ကြက်ပတ်နှောင်ပြစ်လိုက်ပြီးတော့ဖမ်းချုပ်ထားလိုက်ပါတယ်။အိုင်ချေမှာပဲစာရုံးကမွေကိုထောင်ချောင်းဆင်ပြီးတော့ဖမ်းပါတော့တယ်။မွေကတော့အတင်းယုံကန်နေပြီးစာရုံးကစိတ်ငြိမ်စေးပြစ်ဖို့ကြိုးစားနေတာပါ။အိုင်ချေမှာပဲထောင်ချောင်းပြီးသွားတာကြောင့်မွေကစာရုံးလုံးနေရာကိုတည်သွားခဲ့ပါတယ်။အဲဒါကြောင့်ပဲဒန်နီနဲ့တယ်ရီတို့ကိုလွတ်လိုက်ပြီးတော့ဘော်တက်ပြေးနေစာရုံးနောက်ကိုလိုက်ရင်မွေကပေါက်တက်ပြစ်လိုက်ပါတယ်။စာရုံးမွေကတင်းတင်းကြက်ကြက်ရစ်ပတ်နေတုံးမှာ ်ဒယ်ရီနဲ့ဒန်နီကတော့ဂျိုးကိုရအောင်ဖြီနေကြပါတယ်ပြီးတော့မွေမတီသေးခင်ချိန်မှာပဲသူတို့ကလောင်စာစီယူဖို့ဂျိုးစားပါတော့တယ်ဒိုနဲ့သိမ့်မကြရင်မွေကလိုက်လာပြီးတော့ဒယ်ရီကိုလာရှာပါတော့တယ်ဒယ်ရီလည်းမွေအတိုက်ကိုရောက်သွားပြီးတော့မွေအပါအခန်းထဲရောက်လာပါတော့တယ်မွေဟာဒယ်ရီကိုစားချင်နေရကြောင်းပါဇာတဲကစာရုံးကိုထွေးထုတ်ပစ်လိုက်တာပါဒယ်ရီလည်းအလံကြားအောက်ကိုခုံဆင်းနေတဲ့ဒန်နီကိုလိုက်ရှာပြီးပြောပါတော့တယ်အဲ့တော့ဒန်နီနဲ့ဒယ်ရီကမွေအတိုက်ကိုပါဖျက်ဆီးဖို့အတွက်မွေကိုမြှားဖို့တိုင်မနေပါဘူး ်ဒယ်ရီကတော့အပြေးမြန်လာကြောင့်မွေကုံများကိုပိုးစူးစိုင်းနေဒန်နီကတော့မွေအမီးကိုတရွေးနဲ့ပေါက်ချလိုက်ပါတယ်အဲနောက်မှာတော့ဒယ်ရီကိုအပေါ်ကြီးရောက်မြန်မြန်တက်ခိုင်းနေဒန်နီကတော့အောက်ကနေမွေကိုဖောက်ခွဲဖို့လောင်စာစီတွေလောင်းချနေတာပါအဲနောက်ဒယ်ရီကအပြင်ပေါက်ကိုထွက်ဖို့အတွက်ထိတ်ဆုံးရောက်လာပြီမိတ်တကားအကျက်နေရာကြောင့်ထွက်လို့မရခဲ့ပါဘူးဒါမဲ့အနောက်ကနေမွေကထတ်ချမကွာလိုက်လာနေချိန်ဒယ်ရီလည်းအမြန်ပြေးထွက်ပြီးတော့ခေါင်းမိုးဘော်ကိုတက်လိုက်ပါတယ်အဲဒီအချိန်မှာပဲစူးစားကနေဒန်နီချိုးခဲ့တဲ့မီးဟာလောင်စာစီတွေနဲ့ဒူပဲမွေတကူလုံးကိုလောင်ကျွမ်းလို့နေပါပြီ လုံနဲ့ဒန်ဒီကတော့အပြင်ရောက်လာပြီးဒယ်ရီတောက်အပေါ်ဆုံးကနေရေထဲကိုခုံချလိုက်ရပါလေ။မွေယာမီးတွေဆွဲလောင်နေရာတော့ရေထဲကနေဒယ်ရီနောက်ကိုအသေးအံလိုက်နေတဲ့အတွက်ဒန်ဒီလည်းအတင်းခေါ်ရပါလေ။အဲနောက်မီးဆွဲနေတဲ့အန်နာကွန်တာကြီးကရေထဲကိုတဖြည်းဖြည်းနဲ့နှိမ့်မြုပ်သွားခဲ့ပါတော့တယ်။သူတို့ရာမွေသေးသွားပြီထင်တဲ့လောင်စာစီသွားယူပြီးတော့လေကိုနှိုးဖို့ဒန်ဒီလည်းပြောရင်းနဲ့ထွက်သွားပါလေ။အဲချင်းရေထဲကနေမီးတွေငိမ့်သွားတယ်မွေကြီးကမသေးပဲထိုက်ရောက်လာပြီးတယ်ရီကိုစားဖို့လှုပ်ပြန်ပါလေ အာတော့ဒယ်ရီကိုမွေမစားခင်မှာဒန်နီလည်းမွေကောင်းကိုတည့်ရွေးနဲ့အချိန်ချင်းပေါက်သက်ပြစ်လိုက်ပါတယ်။အိုင်နာမှာတော့ဒယ်ရီတယောက်ကေးကိုလာကြည့်တော့ကေးဟာပြန်သတိရလာပြီးတော့သူတို့တွေလည်းဒီထဲကနေထွက်ဖို့အတွက်လေနဲ့ခီးဆက်ကြပါတယ်။ဒိုနဲ့တန်နီယာကိုရောက်တော့လေလေးလော်လာတဲ့ရီရီရှားမလူမျိုးစုနဲ့ကေးတွေ့သွားပြီးတော့အန်အုံးမင်သက်နေခဲ့ပါတယ်။အန်နောက်ကေးနဲ့ဒယ်ရီလည်းအန်အုံးနဲ့ကြည့်နေကြတော့ဒန်နီကိုခေါ်လိုက်ပါတယ်။ဒန်နီပါလေကန်းတွေကထွက်ကြည့်နေပြီးတော့ရီရီရှားမလူမျိုးစုကိုတွေ့တော့မှတ်တမ်းယူထားဖို့အတွက်ကင်မရာသွားယူပါတော့တယ်။ အဲဒါကြောင့် K Terry နဲ့ Danny တို့ဟာ Andrey ရဲ့အဆုံးတစ်ဖက်မှာတော့ရေပြည်ရှားမှလူမျိုးစုအခက်အခဲခဲမှတ်တမ်းတင်နိုင်ခဲ့ကြပါလိမ့်ဒီလိုနဲ့ပဲလေအပြည့်နဲ့မှတ်တမ်းရဖို့ပျော်ပျော်ကြီးခီးဆက်လာတဲ့သူတို့ဟာမွေဖမ်းသမားတယောက်ရဲ့လောဘကြောင့်သေသေးပျက်စီးခဲ့ရပြီးနောက်ဆုံးကြံရည်သူ၃ယောက်သာသူတို့ရဲ့တကယ့်ရည်မှန်းချက်ကိုပြည့်အောင်လုပ်နိုင်သွားခဲ့ရင်းနဲ့ပဲ Anaconda Zack ကဒီနေရာမှာပြီးဆုံးသွားပါလိမ့်ခင်ဗျာ ုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျအခုလိုမျိုးမွေကြီးတွေငမန်းကြီးတွေမိချောင်းကြီးရဲ့ဇကားတွေကိုကြိုက်တဲ့သူတွေလည်းရှိတဲ့အတွက်ကျေနပ်ကြမယ်ထင်ပါတယ်နောက်နေ့မှလည်းလင်းတဲ့လို့ဒီလိုဇကားမျိုးတွေကိုစူးစမ်းတင်ဆက်ပေးဦးမှာပါဒါကြောင့်မလို့ channel ကို subscribe လုပ်ပြီးတော့ဘေးနားကိုခေါင်းလောင်းနှိပ်ထားပြီးတော့စောင့်ကြည့်နိုင်ပါတယ်ခင်ဗျရုပ်ရှင်ကလည်းအစားဆုံးပြန်ကြည့်ခြင်းလဲ telegram channel ကို join ထားလို့ရပါတယ်ဒီနေ့မှအစားကနေအဆုံးထိ live ပါကြည့်ရှုအားပေးခဲ့တဲ့ချိန်ပေးခဲ့ကြတဲ့တဲတဲ့ရင်ဖို့ရုပ်ရှင်ချစ်သူပေါင်းသူတော်ကောင်းတို့အားလုံးပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျကျွန်တော်အန့်ခင်မူပါ